MRT4 ရုပ်တလိုင်းကြီးရှိနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်လျက်ရှိတဲ့ပွဲခမ်းနာအမျိုးမျိုးတို့ရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ကွင်းကျယ်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးတော့မှာဆိုရင်တော့ရန်ကုန်စစ်တပ်ကတော်နေရဲ့အားကစားကော်မတီကနေပြီးတော့ကြီးမှုကျင်းပပြုလုပ်တဲ့ကျောင်းသားကျောင်းသူများရဲ့ရန်ကုန်ငွေပြော်ပွဲရှင်ပွဲစာပေဟောပြောပွဲနဲ့ဇီယောင်းပွဲတော်ကျင်းပခြင်းဖွင့်ပွဲအခမ်းအနားကြောင်းရိုက်ကူးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အခမ်းအနားမြင်ကွင်းများကိုစုံလင်စွာသိရှိနိုင်စေဖို့အတွက်အခုလိုရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ ရိသတ်များအားလုံးအတွက်ဒီကနေ့တင်ဆက်ပေးသောမှာဆိုရင်တော့ရန်ကုန်စစ်တပ်ကတို့နဲ့အားကစားကော်မတီရဲ့ရန်မုံငွေပြော်ပွဲရှင်ပွဲဇင်းရောင်းပွဲတော်နဲ့စာပေဟောပြောပွဲဖွင့်ပွဲခန်းနာကြောင်းကိုတင်ဆက်ပေးသောမှာပဲဖြစ်ပါတယ်ဌာနကတော့ရန်ကုန်စစ်တပ်ကတို့နဲ့ပမောခချုပ်နဲ့တကွသက်ဆိုင်ရာဌာနအသီးသီးတို့မှပမောခဆရာဆရာမများဌာနအသီးသီးမှစေပညာသင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူများအားကစားကော်မတီဝင်ကျောင်းသားကျောင်းသူဆရာဆရာမများစုံလင်စွာတက်ရောက်ကျင်းပခဲ့ကြပါတယ် ဆရာကတော့ပမောက္ခဒေါက်တာထေရပါဒုတိယပမောက္ခချုပ်စီမံရေးရတဲ့ကျောင်းသားရေးရတဲ့တာဝန်ယူဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်အဲဒါကတော့ကျွန်တော်တို့ရဲ့ဒီဆီလက်ကူနှစ်ရဲ့ပေါ့နော်ဖန်ဖဲပေါ့နော်ဒီဒီကျင်းပတာတော့ကျွန်တော်အားကစားကော်မတီကနေပြီးတော့မှဒီကြီးပူးကျင်းပပြီးတော့ပေါ့နော်ဒီကျောင်းသားတွေရဲ့ဒီပေါ့ဟိုဖန်ဖဲအနေနဲ့ပေါ့အားကစားရံမှုတွေရရှိအောင်ကျင်းပတဲ့ပွဲဖြစ်ပါတယ် ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ၅ချိန်မြောက်လောက်ရှိပါပြီဒါကျွန်တော်တို့ကျင်းပနေတာပေါ့နော်ဆိုတော့ဒါចောင်းသားတွေရဲ့ကျွန်တော်တို့စီလုံးညီညွတ်မှုပေါ့ချင်းချင်းချစ်ခင်မှုနောက်ပြီးလို့ရှိရင်ဒီဆရာဆရာမတွေနဲ့ចောင်းသားတွေကြာဒီချစ်ခင်မှုတွေလည်းပေါ့နော်ပြီးလို့ရှိရင်ចောင်းရဲ့ဒီပေါ့နော်ဟိုအားကစားနဲ့ပတ်သက်တဲ့ဒီလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဆိုလို့ရှိရင်လည်းဒါရန်ပုံငွေတွေလိုအပ်တယ်လေအဲ့အတွက်ဒီ fan fair ကနေပြီးတော့မှဒီအားကစားရန်ပုံငွေလေးတွေရရှိအောင်ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ် အခုကလည်းဒီကြောင်းကကြောင်းသားတွေအနေနဲ့ကလည်းဒီဘောလုံးတို့ရေကူးတို့မှာဆိုလို့ရှိရင်ထူးချွန်ကြတယ်လေအဲ့တော့ UX UCL လို့ခေါ်တဲ့ဒီတက္ကသိုလ်ဘောင်းဆောင်ပွဲတွေမှာဆိုရင်ကျွန်တော်တို့ဒီပထမဆုတွေပါတယ်ရတယ်ရေကူးတို့ပါတော့မှာတယ်ကျွန်တော်တို့ရန်တကွန် site ဆုတွေရတယ်ပေါ့အဲ့တော့ဒီအားကစားတွေအတွက်နဲ့လည်းကျွန်တော်တို့ကဒါဒီဟိုဆက်လက်ရှင်သန်ဖွံ့ဖြိုးအောင်လို့ရန်ကုန်မြို့တွေရှာမွေးတဲ့ပွဲလေးတွေဖြစ်ပါအဲ့ဒီမှာကျွန်တော်တို့ကတော့ fan fair အနေနဲ့ကျွန်တော်တို့ဒီเนาะဌာနတွေကနေပြီးတော့မှာတစ်ခါ ဒီဈေးရောင်းပွဲတွေရှိတယ်။နောက်ကျောင်းသားတွေကိုယ်တိုင် ပေါ့နော်ဒီချက်ပြုတ်ရောင်းချရတဲ့ပွဲတွေလည်းရှိတယ်။နောက်တစ်ခုကတော့ကျွန်တော်စာပေဟောပြောပွဲအနေနဲ့နော်ဒီဒေါက်တာဦးစိုးလွင်နဲ့ဒေါက်တာရဲမြင့်ကျော်တို့ရဲ့စာပေဟောပြောပွဲတွေရှိတယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီ ground show ပေါ့နော်ဒီဂီတာဖျော်ဖြေပွဲတွေရှိတယ်။နောက်နက်ပြန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရမုံငွေဒီဂီတာဖျော်ဖြေပွဲအနေနဲ့ကျွန်တော်တို့ဒီ Empire ဒီဂီတာဖွင့်တယ်ပေါ့နော်။အဲဇဝင်းထွတ်တို့စိုင်းစိုင်းခန့်လန့်တို့လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ တော့ဒီရဲ့အရှိတဲ့ရံပုံငွေတွေကနေပြီးတော့ကျွန်တော်တို့အားကစားနဲ့เนาะကျောင်းသားတွေရဲ့ပေါ့အားကစားရံပုံငွေအနေနဲ့ကျွန်တော်တို့ဒီဆောင်ကျင်းသွားမှာဖြစ်ပါတယ်။ဟိုဒါကတော့ကျွန်တော်တို့စေတက္ကသိုလ်နှစ်ရဲ့ဒါနှစ်စဉ်ပေါ့ကျင်းပတဲ့ fan fair ဖြစ်တဲ့အတွက်ကျောင်းသားတွေရဲ့ကျွန်တော်တို့ပျော်ပွဲရှင်ပွဲလည်းဖြစ်တယ်စီလုံးချင်းချင်းပေါ့လည်းရမယ်။ဟိုကျောင်းရဲ့ဂုံပေါ့နော်ကျောင်းရဲ့ဂုံကျောင်းရဲ့ဒီအားတွေလည်းဖြစ်တာပေါ့နောက်တစ်ခုကတော့ကျောင်းသားတွေကကျွန်တော်စာသင်နေရာတွေမကပဲမနဲ့နော်သူတို့ရဲ့စိတ်တက်တွေလန်းဆန်းလာမယ်ကြံ့ခိုင်လာမယ် အခုတော့ပျော်ရွှင်လာမယ်ပေါ့နော်ဒါတွေအတွက်လည်းရည်ရွယ်ပါတယ်အားကစားလုပ်ငန်းတွေမှာလည်းကျွန်တော်တို့ရင်ပေါင်းတန်းနိုင်အောင်လို့ဒါကျွန်တော်တို့အတွက်ဒါအားပေးချီးမြှောက်တဲ့အနေနဲ့ပေါ့နော်သူတို့တွန်းအားပေးတဲ့သဘောတွေဆက်ပါစီစဉ်များကိုဆက်လက်ကျင်းပရမှာပထမဦးစွာရန်ကုန်စစ်တပ်ကတို့နှင့်ပမောက္ခချုပ်ဒေါက်တာဦးအေးထွန်းနှင့်ပမောက္ခဒေါက်တာဦးအေးမောင်တို့မ ခန်းနာကိုဖဲချိုးပြတ်ဖွင့်လှစ်ပေးခဲ့ပြီးအမတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြကဇေယောင်းပွဲတော်ကျင်းပရာဌာနအသီးသီးရဲ့ဆိုင်ငန်းများကိုလှည့်လည်ကြည့်ရှုအားပေးလေ့လာခဲ့ပါတယ်အရင်နောက်မှာတော့စာပေဟောပြောပွဲကျင်းပခန်းသို့တွားရောက်ခဲ့ကြပြီးကျောင်းသူနှူးမှအခမ်းအနားမှုဖြစ်ဆောင်ရွက်ကစာပေဟောပြောပွဲစတင်ဖွင့်လှစ်ခဲ့ကြပါသည် တက်ဆက်ထဲမှာပဲပမောခချုပ်ဒေါက်တာဦးအေးထွန်းမှ အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားပေးခဲ့ပါတယ်ဆက်လက်ပြီးအခမ်းအနားမူကြောင်းသူမှဒီကနေ့စာပေဟောပြောပွဲတက်ရောက်ဟောပြောမဲ့ရန်ကုန်စစ်တပ်ကတူတဲ့ကလေးကျမ်းမာရေးပညာဌာနမှပမောခဒေါက်တာဦးရဲမြင့်ကျော်ဆရာလင်ငါရီကျော်ရဲ့အထုပ်ပတ်တီကိုဖတ်ကြားပေးခဲ့ကဆရာလင်ငါရီကျော်မှဆရာဝန်ပညာကိုသင်ခေါင်းစဉ်ဖြင့်တက်ရောက်ဆွေးနွေးဟောပြောခဲ့ပါတယ်။ ကျွန်တော်ကဗမခဒေါက်တာရေးထွန်းပါဒီစေတက္ကသိုလ်နှစ်ရန်ကုန်မှာဗမခကျောက်တောင်ထမ်းဆောင်ရရှိပါတယ်တက္ကသိုလ်မှာဆိုတာတော့ဗျာကျွန်တော်တို့ကအဓိကတော့ပညာရက်တွေသင်တာပေါ့ဒါဗက်ဆုံဖွင့်ပြတိုးတက်ဖို့ဆိုတာကတော့အာကစားနဲ့ဂီတစာပေအမှုပညာအားလုံးပါဝင်ဖို့လိုအပ်တာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်လည်းဒီအားသားရံပုံငွေမြင့်တင်ရေးအတွက်ကျွန်တော်တို့အเจ้าမှာဖန်ဖဲတွေကျင်းပတာဖြစ်တာကျွန်တော်တို့အနေနဲ့ပေါ့နော်ဖန်ဖဲတွေကျင်းပတယ်ဆိုတဲ့အခါကျတော့ အားလုံးစီလုံးညီညွတ်မှုရှိတာပေါ့ဆရာဆရာမတွေအကြောင်းသားအကြောင်းသူတွေဝန်ထမ်းတွေအားလုံးဒီမှာနေတဲ့အတိုင်းပဲတော့ဆိုင်ကန်းတွေဖွင့်လို့ပြီးရောင်းချကြတယ်သားတောက်တွေစုပေါင်းပြီးရောရတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့စုပေါင်းလှုပ်ဆောင်မှုစုပေါင်းတာဝန်ယူမှုပေါ့အကုန်လုံးနောက်ပြီးရန်ဝန်ဝေးစုပေါင်းရှာကြတယ်ကြိုရှင်မှုလည်းကောင်းပါတယ်ယူနစ်ခင်မှုလည်းရတယ်ကျွန်တော်တို့ရဲ့ခြေဆက်တိုင်ပွဲတွေမှာပါဝင်ဖို့အတွက်အားသာကော်မတီအတွက်ရန်ဝန်ဝေးလည်းဖြစ်တာပေါ့ကျွန်တော်တို့ဒီစေတက္ကသိုလ်နှစ်ရန်ကုန်ကတော့စတင်တည်ထောင်လာတာ290ကျော်လာပြီပေါ့နော်ဒီကြောင်းနေပြီးတော့ ပြောကြရေးသူလို့ချင်း MBB ရဲ့ဘွဲတွေအပြင်နောက်တစ်ခုက Master ဘွဲတွေ PhD ဘွဲတွေပေါ့အားလုံးကျွန်တော်တို့မွေးထုတ်ခဲ့တာလည်းတော်တော်များပါပြီဒီအကြောင်းအနေနဲ့တော့သင်ကြားရေးညတော့အမြဲတမ်းပဲတိုးတက်အောင်လဲကြိုးစားလျက်ရှိတာပေါ့နော်နောက်တစ်ခုကတော့တက်သူမှာပညာရေးဝန်ကျင်ကောင်းတစ်ခုဖြစ်ဖို့အတွက်ကျွန်တော်တို့ဖန်တီးတဲ့အခါမှာစာသင်ကြားရုံနဲ့မလုံလောက်ဘူးပေါ့ခုနပြောသူတို့ရဲ့ကျောင်းသားကျောင်းသူတွေရဲ့စာပေဝါသနာအမှုပညာနောက်တစ်ခုကဂီတပေါ့နောက်အားကစားပေါ့အားလုံးကိုကျွန်တော်တို့အတွက်ပံ့ပိုးပေးပြီးတော့သူတို့စီရင်ပြီးထူးချွန်ထက်မြက်တဲ့ကလေးတွေ နောက်ကထူးထူးထက်မြက်တဲ့ကျောင်းသားကျောင်းသူတွေပေါ်ထွက်လာဖို့အတွက်ကျွန်တော်တို့ကရည်မှန်းပြီးဆောင်ရွက်ပေးတာဖြစ်တဲ့ကြောင်းကျွန်တော်အနေနဲ့ဒီလိုပွဲမျိုးကျင်းပပြီးနိုင်တဲ့အတွက်ဂုဏ်ယူဝမ်းမြောက်တာပေါ့နော်ပြည်သူများခင်ဗျာရန်ကုန်စစ်တပ်ကတို့နဲ့အားကစားကော်မတီဟာဆိုရင်အားကစားသမားများစွာကိုမွေးထုတ်နိုင်ခဲ့ပြီးတော့တက္ကသိုလ်ပေါင်းစုံတကွန်ဆိုင်အားကစားပြိုင်ပွဲများမှာပါဝင်ရှင်ပြိုင်စီခဲ့ကစုတကွန်ပေါင်းများစွာကိုရရှိပိုင်ဆိုင်ခဲ့တဲ့ဂုံယူစရာတက္ကသိုလ်အားကစားကော်မတီတစ်ခုဖြစ်ပါတယ်။ ဗတ်ဆုံထူးချုံပြီးတော့အနာဂတ်ရဲ့ခေါင်းဆောင်ခေါင်းများဖြစ်တည်လာစေရေးအတွက်အကစားကဏ္ဍဟာအရေးပါလာသည်ဖြစ်တဲ့အတွက်အခုလိုရန်ကုန်ငွေပွဲများကျင်းပပြုလုပ်ပြီးရန်ကုန်စစ်တပ်ကသူနှင့်မှတပ်ကသူကိုစားပြုအရေးချင်းပြေဝတဲ့အကစားသမားများကိုငွေထုတ်နိုင်စေရန်အတွက်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းကြည့်ရှုသူပြည်သက်များသိရှိနိုင်စေရန်အတွက်အခုလိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ရည်သားများသမီးများကျွန်တော်အခုတင်ဆက်ပေးခဲ့တာဆိုလို့ရှိရင်တော့ရန်ကုန်စေတက်ကတော်နဲ့အားကစားကော်မတီကနေပြီးတော့ကြီးမှုကျမပြုတ်လို့တဲ့ចောင်းသားចောင်းသူများရဲ့ရန်မုံငွေပျော်ဝဲရှင်ပွဲစပီဟောပြောပွဲနဲ့ဇီယောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကြောင်းရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းကျွန်တော်တို့ရန်ကုန်မြင်ကွင်းကျယ်စီစဉ်ရနေပြီးတော့အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်ကောင်းမျိုးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်များအနေနဲ့ဆက်လက်ဆောင်မြော်ကြီးစုပေးဖို့ပြောကြရဲနေဒီကနေ့အစီအစဉ်အနေနဲ့နှုတ်ဆက်ချင်ပါတယ်ခင်ဗျ။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တို့ဦးချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ။